မင်္ဂလာနေ့လည်ခဲ့ပါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နေ့လည်နှစ်နာရီချင်းထီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်မြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောင်ပွဲခံပါလိမ့်မယ်လို့ဆွေတင်တက်ကြွလှုပ်ရှားသူဂရီတာ၃ဘက်ကဆိုပါရယ် ဒီဇင်ဘာလ3ရက်နေ့ကဆွီဒင်နိုင်ငံမှာကျင်းပခဲ့တဲ့ The Right Livelihood Award ချီးမြှင့်ပွဲအခမ်းအနားမှာ Justice for Myanmar ကရရှိခဲ့တဲ့နိုင်ငံတကာအထင်ကရအဆိုအတွက်ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg ကကိုစားဆုလက်ခံမင်ကုန်းကိုဖတ်ကြားပေးရင်းအခုလိုမျိုးပြောဆိုခဲ့တာပါဒါပြင်စစ်တပ်ကလုံမဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်ဖို့နဲ့စစ်တပ်ရဲ့ဘန်ဒါငွေစစ်လက်နက် ဆက်ပစ္စည်းကရိယာနဲ့အလင်းစီလမ်းကြောင်းတွေကိုရပ်တန့်ဖို့လဲနိုင်ငံတကာကိုတောင်းဆိုခဲ့ပါတယ်။မြမပြည်သူတွေရဲ့ရုံးကန်တော်လှန်မှုဟာတရားမျှတမှုနဲ့လူသားကုန်သိက္ခာတို့အတွက်ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့အစိပ်ပိုင်းပင်ဖြစ်ကြောင်း The Right Livelihood Award ကထပ်လောင်းအတည်ပြုလိုက်တာဖြစ်တယ်လို့တိစုကိုမြမပြည်သူတို့ပိုင်ဆိုင်ပါတယ်လို့လည်းသူကဆိုခဲ့ပါတယ်။ The Right Livelihood Award ဟာ Nobel ဆုပေးရင်ကုန်သိက္ခာအကြီးမားဆုံးဆုအဖြစ်အတိအမှတ်ပြုထားကြပါတယ်ရှင်။ ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီကရွှေကောက်ပွဲတူတင်မဲပေးဖို့ရက်သက်မှတ်ပြီးမဲလာပေးခိုင်းနေပေမဲ့ထိုင်းရောက်မြန်မာနိုင်ငံသားအများစုကစိတ်ဝင်စားမှုမရှိကြပါဘူး။ဝေဝေသတင်းပေးပို့ထားတာပါရှင်။စစ်ကောင်စီကပြုလုပ်မဲ့ရွှေကောက်ပွဲအတွက်ပြည်ပရောက်မြန်မာတွေတူတင်မဲပေးကြဖို့နှိုးဆော်နေရမှာထိုင်းရောက်မြန်မာတွေကိုလည်းတန်ယုံတွေကောင်စစ်ဝင်ယုံတွေမှာတူတင်မဲလာထဲကြဖို့တိုက်တွန်းနေပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းကောင်စီဝင်ရုံတီရှိရာချမိုင်မြို့မှာတော့ဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့ထိကြိုတင်မဲလာထဲဖို့မဲယုံပြင်ဆင်ထားပြီးကြောင်းကြေညာနေပါတယ်။ချမိုင်မှာရှိတဲ့မြန်မာအများစုကတော့မဲပေးဖို့ကြေညာနေတာသိပေမဲ့မဲသွားထဲမှာမဟုတ်ကြောင်းမြန်မာနိုင်ငံသားတယောက်က DVB ကိုပြောပါတယ်။ဒီချမိုင်မှာ၁ရက်နေ့ကနေ၄ရက်နေ့ထိကျိုးတယ်မင်းလာပြီဘူးကောင်းစင်ဝင်ရောင်းကနေနှိုးစော်နေတာ 我弟也行。诶、欸，昨天没被捕，现在他那说，现在现在他真没事吧？我呢，诶、欸，第新闻上没联系吧？我。ဘလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုတရားမဝင်တဲ့ရွေးကောက်ပွဲတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲလို့ပဲအညမာနေနဲ့မြင်နေပေါ့နော်ဒီရွေးကောက်ပွဲကစစ်အာဏာရှင်စနစ်ကိုပုံစံတစ်မျိုးနဲ့ဆက်လက်တည်နေအောင်အလုံးနေတဲ့နိလန်တစ်ခုလို့မြင်မိတဲ့အတွက်ကြောင့် မဲပေးဖို့လည်းစိတ်ကူးမရှိဘူးစိတ်လည်းမဝင်စားပါဘူးရှင်။ကောင်းစစ်ဝင်ရုံရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ကျူတင်မဲလာထဲကြတဲ့သူတွေကိုဓာတ်ပုံရိုက်ကောင်ထုတ်ပြန်ကြေညာနေပြီးလူအနည်းစုသာမဲလာပေးတာဖြစ်ကြောင်းတွေ့ရပါတယ်။ဒါပြင်ဘန်ကောက်မြို့မှာလည်းဒီဇင်ဘာလ6ရက်နဲ့9ရက်ပိတ်ရက်2ရက်မှာမဲယုံဖွင့်မိထားမှာဖြစ်ကြောင်းဘန်ကောက်ကမြန်မာတွေကလည်းဖိအားတွေကြောင့်မဲသွားပေးရင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုစန့်ကျင်တာပြသနေတယ်လို့ဖြစ်မှာဆိုရင်ဒီကြောင်းလည်းပြောပါတယ်။ 2025ရို2020ရေကောက်ပွဲတို့တော့မှတွေ့ချာဒီထိုင်းနိုင်ငံလူတွေကဟောကမ်ပိန်းနာတွေကြောက်တာမဲတွေပေးကြတာတော့အဲ့လိုမျိုးလေးရှိခဲ့ကြတာလေအခုတောက်ကနေလူကတော့သူကနေသူသွားပေးမှာပဲသူကနေသွားမှာပေါ့ဒါကလည်းကိုကိုပိုင်းလက်ခွဲကိုပိုင်းစုံချက်ခွဲပေါ့နော်သူတမတ်ထားတဲ့ရက်ကလည်းစနေတင်းနေကိုနေဆိုတော့သွားရင်တော့သွားတဲ့လူကတော့တိတိတတတိတောင်ပါပေါ့နော်အများစုကတော့ထည့်မယ်လို့မထင်ပါဘူး ထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့မြန်မာအများစုကတော့စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကိုယုံကြည်မရှိကြသလိုစိတ်လည်းမဝင်စားကြပါဘူး။ကျိုးတူတူတော့ပြောရတဲ့အတန်ကြီးရောနည်းနည်းပါအဲ့လိုမျိုးပြောတာကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တော့အဲ့လိုမျိုးဆက်တွေ့တန်ရုံကနေဆက်တွေ့လာတာကြီးပါရောမရှိသေးဘူးဗျအခုတည်းရောဟောစစ်ကောင်စီကတောက်တဲ့ရွေးကောက်ပွဲကိုတိကျပြောရရင်တော့စိတ်မဝင်စားတော့ဘူးဗျအခုတည်းရောစစ်ကောင်စီကလုပ်တဲ့ဟာဆို ဒီဟာတွေပဲဒီဒီပါတီတွေပဲဖြစ်နေရောအခုချိန်ဒီကျွန်တော်တို့ဘယ်ပါတီဘာလို့ပါမန်းတော့မသိဘူးအဲ့ကြောင့်မှန်လိုက်ပြောရရင်တော့စိတ်မဝင်စားတော့ဘူးဗျစစ်ကောင်စီရုပ်ောက်ပွဲအတွက်ဂျိုတင်မဲပေးခွင့်ကို ထိုင်းနိုင်ငံအပြင် စင်ကာပူမကာအိုနဲ့ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာဒီဇင်ဘာလ6ရက်နဲ့9ရက်မလေးရှားနိုင်ငံမှာဒီဇင်ဘာလ6ရက်ကနေ10ရက်နေ့ထိနဲ့ရုရှားမှာတော့ ဒီဇင်ဘာလ9ရက်နဲ့6ရက်တို့မှာကြိုတင်မဲပေးနိုင်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့တိုင်းနောက်ဖွဲ့စည်း၍ရပ်ဖက်ဖွဲ့တွေနဲ့ပြည်သူတွေကတော့မဲမပေးကြဖို့အချင်းချင်းတိုက်တွန်းနှိုးဆော်နေပြီမယ်။စစ်ကောင်စီကတော့2025ခုနှစ်ရွေးကောက်ပွဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်မှာပြုလုပ်သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ကျွန်တော်ကတော့ဒီပါ။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် အနာသိစစ်တပ်ကိုတော်လှန်နေတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ကော့တူးလီအာမီ KTLA တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောနယ်ဒါမြကစက်တက်လီထီနဲ့တိုက်ပွဲဝင်နိုင်ဖို့နိုမာလာနောက်ဆုံးအပတ်ကစက်တက်လီထီမောင်းနှင်ပြသခဲ့တယ်လို့ KTLA တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ဗိုလ်ချုပ်စောနယ်ဒါမြအနေနဲ့ပထမဆုံးမောင်းနှင်ပြသခဲ့တာဖြစ်ပြီးရဲဘော်တွေကိုပြန်လည်တင်ကြားပေးကစက်တက်လီထီနဲ့တိုက်ပွဲဝင်ဖို့ကြိုးစားနေရလို့ KTLA တိုင်းဒါလက်နက်ကိုင်တရင်နဲ့ပြန်ကြားတာဝန်ရှိသူကပြောပါဗျ။ ဒီလိုမောင်းနှင်ပြတာတဲ့စက်တက်လေးထီဟာလေ့ကျင့်ရင်ကွဲမှာသုံးတဲ့အပျော်စီအမျိုးအစားဖြစ်ပြီးအကောက်ွယ်ပစ္စည်းတွေမဝစ်စင်မဲမောင်းနှင်ပြတဲ့အတွက်ရဲဘော်တွေလည်းအတွေ့အကြုံသိရရှိတယ်လို့ဆိုပါရယ် KTLE တပ်ဖွဲ့ကအကင်းပြင်းနဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့အတူစစ်ကောင်စီကိုတိုက်ခိုက်နေပြီးတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်းပထမအဦးဆုံးစက်တက်လေးထီနဲ့တိုက်ပွဲဝင်နိုင်မှုလေ့ကျင့်နေတာလည်းဖြစ်ပါရယ်ရှင် န္တလေးတိုင်းတောင်သာမြို့နယ်တွေကပဲခင်းကျော်ကျေးရွာတွေကိုဒီဇင်ဘာလ2ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအလုံး80နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ကျေးရွာအတွင်းကလူနေအိမ်၃ပုံ၃ပုံလောက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီးမီးပေးသင့်ပြည်သူတွေအတွက်နေထိုင်စရာအဆောက်အုံတွေနဲ့စားနပ်ရိက္ခာဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့လည်းသူကဆက်ပြောပြပါဗျ ထွက်ပြေးသွားကြတဲ့ပဲခင်းကျော်ရွာကရွာကန်တွေကတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာရွာထဲကိုပြန်ဝင်ခဲ့ကြတယ်လို့သိရပါဗျ။မိရှုခံလိုက်ရတဲ့အဲ့ဒီပဲခင်းကျော်ကြေးရွာဟာလူနေအိမ်200ကျော်ရှိပြီးလူရေ600နီးပါးနေထိုင်ကြတဲ့ကျေးရွာတရွာဖြစ်တယ်လို့လည်းသိရပါဗါးအာနာသိန်းစစ်ကောင်စီတပ်ဟာတောင်တာကျေးရွာအတွင်းကကျေးရွာတွေကိုတိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ရုတ်တရက်အကြောင်းမဲ့ဝင်ရောက်ကလူနေအိမ်တွေကိုရွေချက်ရှိရှိမီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေဘက်ကလည်းသတိနဲ့တွာလာနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့ဒေတာအခြေဆိုင်တော်လိုင်းရဲဘော်တယောက်ကပြောပါတယ်ရှင်။ရွှေကောက်ပွဲကျင်းပမဲ့ဘော်လခဲမြို့မှာစစ်တပ်ကတပတ်တစ်ချိန်အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးနေပြီးမြို့ကနေဆုံးခွာသွားတဲ့သူတွေကိုနေရက်ကိုပြန်လာကြဖို့လိုက်လံနှိုးဆော်နေတာတွေလှုံ့ဆော်နေပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားတာပါရှင်။ ဒီဇင်ဘာ28ရက်နေ့မှာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1ကိုဂရင်းပြည်နယ်ကမြို့တော်လိုက်ကွန်နဲ့ဗိုလ်လခဲမြို့မှာကျင်းပမယ်လို့ UEC ကထုတ်ပြန်ကြေညာထားပါတယ်။မက်ဆွယ်စီယဝင်းကာလအဖြစ်အောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ29ရက်နေ့ထိရပောင်း60 UEC ကခွင့်ပြုပေးထားပါတယ်။အဲ့ဒီကာလအတွင်းမြို့တော်လိုက်ကောမှာတော့နိုဝင်ဘာလဆတဲ့ကမဲဆွယ်စီးယုံတာတွေလုံနေတယ်လို့အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်။ဘောလခဲမြို့မှာတော့နိုဝင်ဘာနောက်ဆုံးပတ်ကစပြီး ။နေရက်ဆွခွာသွားတဲ့သူတွေကိုစစ်တပ်ကရွေးကောက်ပွဲအမိနေရက်ပြန်လာကြဖို့လိုက်လံနှိုးဆော်နေပြီးတပတ်တစ်ကြိမ်အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးနေပြီလို့လက်ရှိဗိုလ်လက်ခဲမြို့တွေကခြေနေတွေကိုမြို့ခံတယောက်က DPP ကိုရှင်းပြပါဗျာ။အဲ့တော့ရဟတ်ဘာဒီဆင်းနေအာသူလည်းလာဆင်းလာတယ်သူကကတော့တအောင်ဆောင်ပစ္စည်းပါမယ်ပြီးတော့ရိခတ်တိုင်းလည်းပါမယ်တဲ့ကြားထဲမှာတော့ဘလို့စီယုံရင်းနေတဲ့ လို့ဒါတွေကိုဒီစားစတာကုန်လေကိုစီးချလောက်ပြီးသားတို့ပြီးတော့တပတ်တစ်ကြိမ်နေကြင်ကိုအလိုင်းပြပြီးသားတို့ပြီးတော့လိုက်ပြပြီးပြီးတော့အဲ့ဒါဆိုင်မီတာစုဒီပပြန်ဝင်လာဖို့အဲ့ဒီမစီနေတော့ရှိတော့ဘူးပလခဲမျိုးရဲ့နီနာကမက်စလက်တောင်စခုံးကန်းကိုနိုဝင်ဘာနောက်ဆုံးအပတ်မှာစစ်တပ်ကပြန်သိမ်းခဲ့ပြီးတဲ့နောက်စစ်ကြောင်း၂ကြောင်းခွဲက အနီးနားပတ်လည်ရွာတွေကိုနေမြေရှင်းလင်းဝင်နေလို့တော်လိုင်းတက်တည်နေတဲ့ထိတွေ့မှုတွေဖြစ်နေပါတယ်။ဘလကဲမြို့ထဲမှာလက်ရှိခမာယာ၄၂ကိုခမာယာ၄၃တုံညာနဲ့ခလာယာ၃၃9တက်တည်ကြံနေသေးပြီးရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခခနှစ်လက်အောက်ခံတိုင်ရင်အချို့ကိုအားဖြည့်ထားပြီးတော့ပြည်သူအယောက်၂၀၀လောက်မြို့ထဲမှာကြံနေသေးတယ်လို့တော်လိုင်းတပ်ပေါင်းစုဘက်ကသုံးသပ်ထားပါတယ်။လက်ကလောမြို့ထဲမှာမဲဆွယ်နေသလိုလုံခြုံရေးပိုင်းကိုပိုတင်းချက်ထားတယ်လို့ဘော်လကဲမြို့ခံကဆက်ရှင်းပြပါတယ်။ also du du lo choi chu le cha pa le und da die ne le cha pa lo mi pa sa wa ya ti chao lo te tore la da ti chao ye fu ga di to ni ku te da ti chao o ku a me sa lan pa ma to pa chu lo su lu la bo lo che u li be li da ka la la wa ဘလခေနာတဝိုင်းမှာရှိနေတဲ့ DPB ရဲ့စစ်ရေးရေးမြစ်ကိုဆက်သွယ်မေးမြန်းကြည့်ရာရွာသေးဘက်ကစစ်ကြောင်းဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ဝမ်မလန်စခန်းကိုပြန်ယူဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်။ ဆက်သွယ်ရေးခက်ခဲတဲ့ကြောင်းစည်ရေးရင်းမြစ်ရဲ့ပြောပြချက်ကို DPP သတင်းတော့ကအတန်းစာထုတ်ဖတ်ထားပေးပါတယ်။ဒီဘလော့ကေရဲ့မလန့်မကန့်ရောက်တဲ့နေရာမှာတော့စစ်တပ်ကခြေကုပ်ယူထားပြီးဘလို့တွေ့ရလဲဆိုတော့ခြေကုပ်ယူထားရင်းနဲ့စစ်တပ်ကတဖြည်းဖြည်းဆက်တိုးလာတယ်။ကျွန်တော်တို့ကလည်းသူမတိုးလာနိုင်အောင်ပိတ်ထားတယ်။ပြည်သူ့လွတ်တော်နေရာအတွက်ဘောလခဲမဲဆန္ဒနယ်ကနေကြမ်းခိုင်ပါတီပြည်သူ့ရှေ့ဆောင်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ကြရားပြည်နယ်ပြည်သူ့ပါတီစတဲ့လေးပါတီကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁အတွက်ကရင်နီပြည်နယ်ကမဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၄ခုကရွေးကောက်ခံမဲ့ကိုစလေလောင်း89ဦးရှိတယ်လို့ဒေတာတွင်းမီဒီယာတွေရေပေါ်ပြချက်ရသိရပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ ခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါတရုတ်စီးပွားရေးရုံးကန်နေရာချိန်မှာသမရရှိချင်းဖြစ်အနေနဲ့နေချဲ့ဖို့ပဲစဉ်းစားမနေပဲနဲ့ပြည်သူတွေရဲ့လူမှုရေးဘဝတွေမြင့်တင်ဖို့ပဲအာရုံစိုက်ဖို့မျှော်လင့်နေလို့ထိုင်ဝမ်သမရလိုင်ချင်းတဲကနယူးယောက်တိုင်းသတင်းစာနဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။ထိုင်ဝမ်စီးပွားရေးဟာဒီနှစ်ထဲမှာ9.38ရာခိုင်နှုန်းတိုးတက်မယ်လို့ခန့်မှန်းထားပြီးတရုတ်စီးပွားရေးကတော့4ရာခိုင်နှုန်းထက်နည်းနည်းလေးပဲပိုတိုးမယ်လို့ခန့်မှန်းထားကြောင်းလိုင်ကထောက်ပြပါဗျာ။ တရုတ်ကရင်ဆိုင်နေရတဲ့စီးပွားရေးစိန်ခေါ်မှုတွေကိုကင်တွယ်ဖြစ်ရှင်းတော့မှာထိုင်ဝမ်ကအကူအညီပေးပူးပေါင်းဆောင်ရွက်ပေးဖို့ဆန္ဒရှိတယ်လို့လည်း Like a New York Time သတင်းစာရဲ့ Daily Book Summit Interview စီစဉ်မှာပြောကြားခဲ့ပါတယ်ရှင် ရုရှားနဲ့ဆက်ဆက်တဲ့ရင်းနှံတဲ့သင်းမောကိုမကြသေးခင်ကပင်လယ်နက်ထဲမှာအလွန်ကြောက်စရာကောင်းအောင်တိုက်ခိုက်တာတွေဟာဒေတာရင်းကလူတိုင်းရဲ့ဘေးကင်းရေးကိုချိမ့်ချောက်နေပြီးယူကရိန်းစစ်ပွဲကျပြန့်လာတာကိုပြနေတယ်လို့တူရကီနိုင်ငံသားဝင်ကြီးဟာကန်ဖီဒန်ကဒီဇင်ဘာလ3ရက်နေ့မှာပြောလိုက်ပါတယ်။တူရကီရဲ့တီးတန့်စီးပွားရေးစုံတွေကတိုက်ခိုက်မှုတွေဟာရေကြောင်းသွားလိုက်ရေးဘေးကင်းရေးကိုချိုးဖောက်နေပြီးကုသန်းရောင်းဝယ်ရေးကိုထိခိုက်စေတယ်လို့လည်းသူကပြောပါတယ်။ ပင်လယ်နက်နယ်လဲနယ်မိတ်ချင်းထိစပ်နေတဲ့တူရကီ၊ရိုမေးနီးယားနဲ့ဘူလ်ဂေးရီးယားတို့ကလုံခြုံရေးတုံ့ပြန်ဖို့အစီအမံတွေကိုလေ့လာနေတယ်လို့လည်းသူကထပ်ပြောပါဗျာ။ ဖီဒါဟာယူကရိန်းရဲ့လက်ချက်လို့တချို့ကပြောနေတဲ့တိုက်ခိုက်မှုတွေအတွက်မြောက်အတလန်တိတ်စစ်ရေးမဟာမိတ်အဖွဲ့နေတိုးရဲ့အထွေထွေအတွင်းရေးမှူးချုပ်မော့ခ်ရူတင်နဲ့အတူဘူဂေးရီးယားနဲ့ရိုမေးနီးယားနိုင်ငံသားရဲ့ဝင်ကြီးတွေနဲ့လည်းဆွေးနွေးခဲ့တယ်လို့တူရကီနိုင်ငံသားရဲ့ဝင်ကြီးဌာနမှရှိတဲ့သတင်းမြတ်ကပြောပါရယ်တိုက်ခိုက်မှုတွေကြောင့်ပလန်နက်ရေကြောင်းအာမခံနှုံးထားတွေမြင့်တက်လာခဲ့ပြီးတူရကီကုမ္ပဏီတစ်ခုဖြစ်တဲ့ B8 တက်သင်္ဘောလိုင်းကလုံခြုံရေးစိုးရိမ်ချက်တွေကြောင့်ရုရှားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးမှာပါလာမယ့်ဒီဇင်ဘာ9ရက်မှာစတင်မဲ့33ချိန်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲမှာမြန်မာနိုင်ငံကအားကစားနည်း36မျိုးမှာကစားသမား1489ဦးနဲ့ဝင်ပြိုင်မယ်လို့သိရပါဗျ။မြန်မာနိုင်ငံအနေနဲ့အင်ရှန်၊ထိုင်းနဲ့မလေးရှားနိုင်ငံတွေပြီးရင်အားကစားသမားအရေအတွက်အများဆုံးဖြစ်ပြီးအားကစားနည်း55မျိုးမှာ36မျိုးမှာဝင်ရောက်ရှယ်ပြိုင်မှာဖြစ်ပါဗျ။ မြန်မာနိုင်ငံကဝင်ရောက်ရှင်ပြိုင်မဲ့အားကစားနည်းတွေကရေကူပြေးခုံပြေးမြားပြေးကြက်တောင်ဘတ်စကတ်ဘောဘီလီယံစ်စနုကာဘိုလိန်းလေလောစစ်တူရင်ခရစ်ကတ်စပိန်မြင်းစီ e-sports ဂေါ့ဖ်ဂျွန်ဘာဟော်ကီစကိတ်ပီဒန်ရွက်လေပိုက်ကြော်ချင်းချင်းလုံးတနက်ပြေးအလေးမဘောလုံးဖူဆယ်တိုက်ဘောဗိုလီဘောစတဲ့အားကစားနည်းတွေပါဝင် ရှင်ပြိုင်မှာပါ တိုက်ခိုက်ရေးအားကစားနည်းတွေမှာတော့တိုက်ကွန်ဒိုလက်ဝိဂျူဒိုဂျူဂျစ်ဆုကဘာဒီကရာတေကစ်ပေါင်ဆန်မွေထိုင်ပန်းချက်စီလက်နပန်းနဲ့ဝူရှူးအားကစားနည်းတွေမှာပါဝင်ရှင်ပြိုင်မယ်လို့သိရပါတယ်ရှင် TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်